ဒီကနေ့သတင်းကြော်လာပြင်းနဲ့ရန်ကုန်မြို့ရွှေတကောင်စီတော်ရင်းမြေပေါ်မှာဖျားဖို့လာရောက်သူတွေကုသိုလ်ပြုသူတွေနဲ့စီကားခဲ့ပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ခင်ဗျာအော်တိုဘာလ6ရက်နေ့မှာကြာရောက်တဲ့မြန်မာတက်ဂရစ်1389ခုနှစ်အတွက်သတင်းကြော်လာပြင်းနဲ့အဘိဓမ္မာအခါတော်နေ့မှာနိုင်ငံတော်မျက်နှာလိုတင်စားကြတဲ့ရန်ကုန်မြို့ကရွှေတကောင်စီတော်ဖျားမှာ ဖျားဖို့ပြည်သူတွေကုလိုယူသူတွေနဲ့ထူးစီကားခဲ့ပါတယ်ရန်ကုန်မြို့ဟာအခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိစစ်ဆောင်မိသားစုတွေပျောက်ရွှေ့ခိုးလုံရနေရဖြစ်လာတဲ့အတွက်တနစ်ထက်တနစ်လူဦးရေပုံများပြားလာတဲ့အခြေအနေကိုအခုလိုအခါကြီးရဲ့ဒီနေ့တွေမှာပိုပြီးတွေ့မြင်လာရတာဖြစ်ပါတယ်စစ်ဆောင်မိသားစုတွေနဲ့လူဦးရေတိုးလာတဲ့ရန်ကုန်မြို့မှာဗုဒ္ဓဘာသာဝင်တွေရဲ့နေထိုင်နေမြတ်ဖြစ်တာကြောင့်နိုင်ငံသွင်းနေထိုင်ကြတဲ့ဗမာအပါဝင်တိုင်းဒေသမျိုးနွယ်တွေဟာရိုးရာဝတ်စုံတွေနဲ့အတူဖျားတက်ရောက်ဖို့မျိုးခဲ့ကြပါတယ် တိုင်းပြည်လည်းမြမြအေးချမ်းပါစေပေါ့နော်စစ်ပွားရေးတွေရောအကုန်လုံးအင်းဆဆရရပြည်သူပြည်သားများအားလုံးအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်မနစ်ကတောင်ပြူရည်ကြီးချိန်မှာအဆိုးရွားဆုံးခံစားကြရတဲ့ဒေသတစ်ခုဖြစ်တဲ့ရမဲတင်းမြို့နယ်ထင်ကန်ကြီးဝါတူတူဦးကလည်းဒီနေ့တင်ကျော်လာပြင်းဒီမှာဖျားဖူးလာရောက်ခဲ့ပြီးစူတောင်းပြုခဲ့တဲ့အကြောင်းကိုအခုလိုပြောပြပါရစေ။ဖြစ်ချင်တာတော့မမရဲ့လမ်းလေးကောင်းဖို့ရေးပေါ့နော်။ဒီသားသူစီးပွားရေးပြင်လဲရေးလေးနဲ့အဲ့လိုလေးရွာထဲမှာထောက်ကူလေးပြုရလို့ရှိရင်တော့ကိုကောင်းတော့ဘောရွာထဲမှာ။ အဲ့လိုအခုလောလောလာလူကြပါတယ်သူတို့ရေမိုးမကြည့်ဖို့နဲ့ပေါ့တောင်းမပြို့ဖို့မိသားစုပြေလည်ဖို့ပေါ့ဒါပါပဲနိုင်ငံအတွက်တော့အများနဲ့နိုင်ငံကြီးကိုဒီလိုမဆူအောင်အေဂျင့်အောင်တော့ဆူတောင်းမိရပါပေါ့အဓိကတော့မိသားစုပြေလည်ရေးနဲ့နိုင်ငံကြီးကောင်းမှုရေးပဲဆူတောင်းမိရင်ကျုံလပြည့်အခါတမယာနေမှာမြတ်စွာဘုရားရှင်ကမေရောမိနတာကိုအဘိဓမ္မာတရားနဲ့ဂျေဇုစတာကိုယီမန်းပြီးရင်ကျုံမေချုံပွဲတော်ကိုဆင်နွှဲကြတယ်လို့မိဘဆရာတက်ကြီးဝကြီးတွေကိုလက်အုပ်ချီမှုပူဇော်ကြတော့ကြားလေးရှိပါတယ် သတင်းကျွန်းလာပြင်းနေအတွက်ရွှေတကုံစီရောမှာသမင်အေအေစတူဒီတာတွေကိုလည်းတိုက်ကြွခဲ့ပြီးဥပုပ်သတင်းတီလာတိဆောက်သူတွေလည်းမြပြခဲ့ပါတယ်ဒီနေ့မှာဆိုရင်စစ်ကော်မရှင်ကရန်ကုန်တမြို့လို့ရှိမြို့နယ်အလိုက်ရက်ွက်တွေအလိုက်ဆက်နပွဲစည်းတမ်းတွေကိုလည်းပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်ကျွန်မဟန္နာပါ